အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ Monday မီလာ26ရက်နေ့နနေပိုင်းဘောနော်မနေ့ပိုင်းမှာအာလုကပတောအနေငယ်ဖြစ်အာဝေငါလိုပါတယ်ကျွန်တော်ဒီနေ့ဝေငါလိုတဲ့ခေါင်းစဉ်ကတော့အာ promise land လို့နာမည်ပေးထားတယ် promise land promise land ဆိုတာကဖယားတခင်ကအာဗြဟံကို ပေးထားတဲ့ဂတိတော်ပေါ့နော်ဂတိတော်ပြီဂတိတော်ပြီဆိုတဲ့နေရာမှာခန္ဓာပြီကိုဆိုတာဖြစ်တယ်ဆိုတော့ကျွန်တော်ကုခေမှာအာချုပ်တော်အယုံကြည်သူတွေကဘယ်လိုပြောလဲဆိုတော့ prosperity gospel လို့ပြောကြတာပေါ့နော်ဆိုတော့ prosperity gospel အဲ့ prosperity gospel ရဲ့အခြေခံအခြေခံဘာလဲဆိုတော့ salvation ပေါ့နော် prosperity gospel ခြေခံက salvation gospel သူကကျွန်တော်တို့ယုံကြည်သူတွေရဲ့ basic foundation ပါလဲဆိုတော့ကယ်တင်ခြင်းကိုသူအခြေခံထားတာဆိုတော့ကယ်တင်ခြင်းမရဘဲနဲ့လို့ကျွန်တော်တို့အာဂရိတော်ပြီတော့ကျွန်တော်တို့ဝင်စားဖို့တော့မလွယ်ဘူးပေါ့နော်ဂရိတော်ပြီတော့ဝင်စားလို့မရဘူးအဒီကခရစ်တော်နဲ့ဆိုင်ဖို့လိုအပ်တယ်ကျွန်တော်တို့က ကျွန်တော်ဒီဂလာတိပေါ့နော်အခန်းကြီး3အငယ်26မှာခရစ်တော်နဲ့ဆက်ဆိုင်လျင်တဲ့အာဗြဟံဤအမျိုးအနွယ်ပြင်ဖြစ်၍ဂတိတော်အတိုင်းအမွေခံဤအရာ၌တည်ကြည်တဲ့ဆိုတော့ဒီကျမ်းစာမှာပြောလဲဆိုတော့ခရစ်တော်နဲ့ဆက်ဆိုင်လျင်အာဗြဟံအမျိုးအနွယ်ပြင်ဖြစ်၍တဲ့ဘယ်သူနဲ့ဆက်ဆိုင်နေလဲဆိုတော့ခရစ်တော်နဲ့ဆက်ဆိုင်လျင် ဆိုတော့ဒီ prosperity gospel လို့ပြောနေတဲ့ဒီ promise land ပေါ့နော် promise land ရဲ့ basic foundation ကဘာလဲဆိုတော့ creditor နဲ့စစ်ဆိုင်ဖို့အရေးကြီးတာဖြစ်တယ်။တနည်းအားဖြင့် creditor ကိုရတာပေါ့နော်။ဒါပေမဲ့ဒီ Abraham တို့ခက်တော့ကြတော့ခက်တော်ပေါ်တူသူတို့ကျတော့ Tarapia နဲ့ပဲအဓိကသူတို့ကပြင်ရင်ပြုတ်ပြုတ်တာဖြစ်တယ်။ဖယားတခင်ကပဲဒါရိုက်သူတို့ကိုစကားပြောတာပေါ့နော်။ဒါပေမဲ့ဒီဘက်ခက်ဒီဓမ္မတက် ကျမ်းပေါ့နော် new covenant ကိုကျွန်တော်တို့ရောက်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ခရစ်တော်အားဖြင့်ကျွန်တော်တို့ကအာဗြဟံကိုအာဗြဟံနဲ့သူအမွေခံရမယ်လို့ပြောတာဒါပေမဲ့ဘာဘာကိုရပ်ဖို့လိုလဲဆိုတော့ခရစ်တော်ကိုရပ်ဖို့ရည်ကြတာဖြစ်တယ်ခရစ်တော်မြောက်ဆိုတော့ကျွန်တော်တို့အာဗြဟံနဲ့အမွေခံဖို့တော့မဖြစ်နိုင်ဘူးပေါ့နော်အဒီကာဖောင်ဒေးရှင်းကျွန်တော်ပြပြသွားပြီခုနက salvation gospel ပေါ့နော်ဆိုတော့ ကိုခင်မဆရာတွေတချုံစောဆရာတွေကနိုင်ငံခြားတွေ့တဲ့အခါကျတော့အာကျမ်းမာချမ်းသာအောင်မြင်ရေပေါ့နော်အတိအကဒီ prosperity gospel လို့ပြောနေတဲ့ဒီ Abraham ရဲ့ promise land ကိုသူအခြေခံထားတာပေါ့နော်ဒီ Abraham ရဲ့ promise land ကိုအခြေခံပြီးတော့ဒီပြောနေတဲ့အရာတွေကိုလူတွေကဘာပြောလဲဆိုတော့ prosperity gospel လို့ပြောတာပေါ့နော်အမှန်မှန်တော့ prosperity gospel ဆိုတာမရှိဘူး gospel မှာပါရှိတယ်ဆိုတော့ salvation gospel ပဲရှိတယ်ခရစ်တော်ကြီးကယ်တင်ခြင်းပဲရှိတယ်ခရစ်တော်ကြီးကယ်တင်ခြင်းပဲရှိတယ်ခရစ်တော်ကြီးဝင်ကြီးလीပေါ့နော်ဆိုတော့ prosperity gospel ဆိုတာတော့မရှိပါဘူးနော် prosperity gospel ဆိုတာလူတွေထွန်းထားဖြစ်တယ် prosperity ကျတော့တัวခုနကျွန်တော်ပြောလို့ကျမ်းမှာချမ်းသာပေါ့နော် အောင်မြင်ရေးအရာတွေကို prosperity လို့ခေါ်တာဖြစ်တယ် gospel ကျတော့ evangeli evangeli နဲ့ခုနအရာတွေနဲ့ဟာသူကတတ်တတ်စီပေါ့နော် evangeli ဆိုတဲ့အခါမှာဥပမာဆရာကြီးတော်တာမပြောလာတယ်ပေးဆက်တယ်ပေါ့နော်အဲ့ဒါအာ evangeli အတွက်ပေးဆက်တယ်အဲ့ဒါတွေကိုကျွန်တော်က gospel ပေါ့နော် salvation gospel လို့ခေါ်တာဖြစ်တယ်ဆိုတော့ gospel မှာ gospel မှာ salvation ပဲရှိတယ် prosperity မရှိဘူး prosperity ကျတော့ကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ prosperity gospel prosperity gospel နေရာမှာကျွန်တော်တို့က promise land ပေါ့နော် promise land ကိုကျွန်တော်တို့ကပြောရမှာဖြစ်တယ်မဟုတ်ဆို prosperity gospel ဆိုတော့မရှိဘူးပေါ့နော် prosperity gospel မရှိဘူး prosperity gospel အစားနေရာမှာ promise land ပေါ့နော်ဖျားပေးထားတော့ ဂတိတော်ပြီအဲ့ဒီဖျားပေးထားတဲ့ဂတိတော်ပြီဝင်စားဖို့ရန်အတွက်ကျွန်တော်တို့ကအာဗြဟံနဲ့အတူအမွေခံဖို့ရန်အတွက်ခရစ်တော်ကိုယုံကြည်ယုံနဲ့ဖျားတခင်ကခရစ်တော်ကိုယုံကြည်ယုံနဲ့ရမယ်လို့ပြောထားတယ်ဒါပေမဲ့ခရစ်တော်ကိုယုံကြည်ယုံနဲ့ချက်ချင်းတော့ကျွန်တော်တို့ကဒီဂတိတော်ပြီတော့ဝင်စားဖို့မလွယ်သေးဘူးပေါ့နော်မလွယ်သေးဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဂတိတော်ပြီဝင်စားဖို့ရန်အတွက် အဆင့်တွေပေါ့နော်အဆင့်တွေရှိသေးတယ်ဥပမာဖျက်ဖျက်တခင်ကအာဗြဟံကိုပထမအဆုံးအဆင့်အနေနဲ့မဟုတ်လဲဆိုတော့အာဗြဟံကိုသူ့လူမျိုးထဲကနေပထမအဆုံးဆွဲခေါ်တယ်ကျွန်တော်ဒီကဘာဝကျမ်းအခန်းကြီးအာကဘာဝကျမ်းအခန်းကြီးစနစ်ပေါ့နော်ကျွန်တော်ဒီကဘာဝကျမ်းအခန်းကြီးစနစ်လောက်ကိုကျွန်တော်လေ့လာတဲ့အခါမှာပေါ့နော်ဆိုတော့အာ ကဘာဝကြံခန်းချင်းစနစ်အငယ်1ပေါ့နော်ကျွန်တော်အငယ်1ပဲဖတ်မယ်ကျွန်တော်တော့ကျွန်တော်ဖတ်တော်ဦးပေါ့နော်ထာဝရဘုရားဒီလေအာဗြဟံကိုခေါ်တော်မူ၍သင်ဤပီနဲ့တကွာအမျိုးသားချင်းပေါ့ဖော်မြတဲ့ကထွက်ပြေးလေငါပြက်လက်တန်တော့ပြီးတော့သွားလို့တဲ့ပထမအဆုံးနဲ့အာဗြဟံကိုဘုရားကကောင်းချီးပေးခြင်းတော့ promise land ကိုသွားဖို့ငတိတော်ပြီးကိုသွားဖို့ရန်အတွက်အာဗြဟံကိုသူ့ရဲ့ဆွေမျိုးထဲကနေပြတော်အောင်ဆွဲခေါ်တယ်ဒါ first step ပေါ့နော် အဲ့ဒီအချိန်မှာအာဗြဟံအသက်ဘယ်လောက်ရှိပြီလဲဆိုတော့အသက်85နှစ်ရှိနေပြီဖခင်တခင်ကပထမဆုံးအာဗြဟံကိုဆွဲခေါ်တာပေါ့နော်ဒုတိယအနေနဲ့ဖခင်တခင်ကအာဗြဟံကိုအာဗြဟံကိုအသက်99နှစ်အရွယ်ကြမှဖခင်တခင်ကပြင်ရင်ပြုတ်တယ်ပေါ့နော်ပထမဆုံးအာဗြဟံကိုဆွဲခေါ်တယ်ဒုတိယအနေနဲ့အာဗြဟံကို covenant ပေါ့နော်ဖခင်နဲ့အာဗြဟံကျမ်းမှာ covenant ရိညင်ပြုတ်တယ်အဲ့ဒီအဲ့ဒီပရိညင်ပြုတ်တဲ့အရာကိုကျွန်တော်ဒီအာကဘာဦးချန်ခါကြီးစက်ခုမှာပေါ့နော်ကဘာဦးချန်ခါကြီးစက်ခုကလည်းကျွန်တော်လေ့လာမယ်ဆိုရင်ကဘာဦးချန်ခါကြီးစက်ခုအငယ်1နှစ်3ပေါ့နော်လေးဆိုတော့ကဘာကျန်ခန်းကြီးစစ်ခေါ်အငယ်နှစ်လောက်ကျွန်တော်ဖတ်ဖတ်မယ်ဆိုရင် ငါဤပရိញ្ញကိုတင်နဲ့ငါပြုမိတင့်ကိုငါအလိုမြတ်ပြတ်စေမိဟုမိန်တော်မူ၏အာဗြဟံဒီလည်းပြည့်ဝလျင်ဖယားတခင်ကငါပြုသောပရိញ្ញဒီတင်၌ရှိ၏တင်ဒီလူမျိုးအများတို့အဘဖြစ်လိမ့်မည်ကဘောကျန်ခိုင်းစခုမှာအာဗြဟံကဖယားနဲ့ပရိញ្ញပြုတယ်အမတင့်ကိုလူမျိုး ြီးဖြစ်စေမယ်ပေါ့အဲ့ဒီရပြားကအာဗရာမကိုပြပြတယ်အဲ့ဒီအချိန်မှာအာဗရာမအသက်ဘယ်လောက်ရှိလဲဆိုတော့အသက်69နှစ်ရှိပြီအာဗရာမလည်းတက်ကြီးပြီအာဗရာမရဲ့မိန်းမဆာရာလည်းတက်ကြီးပြီเนาะကလေးရနိုင်ဖို့ဘယ်လိုမှဖြစ်နိုင်တော့ဒါပေမဲ့ဖယားတခင်ကတင်းကောင်ကလူမှုကြီးဖြစ်စေမယ်တဲ့အဲ့လိုအဲ့ဒီလူမှုကြီးဖြစ်စေမယ်ပြောတဲ့အချိန်မှာအာဗရာမကကလေးမရှိသေးဘူးဆိုတော့အာဗရာဟံကလည်းဖယား ဖရာကိုယုံကြည်တဲ့ယမအဘောင်ကလည်းဖရာကိုယုံကြည်မှုကဆွဆွေးလမ်းပေါ့နော်လုံလုံကဲကဲယုံကြည်တာဖြစ်တယ်။အဲကြောင့်ဘုရားသခင်ကအာဗြဟံရဲ့ယုံကြည်ခြင်းကိုဖြတ်မှတ်ခြင်းကတမတော်မူတယ်တဲ့။ဒီလိုကဘာဝကျမ်းခန်းကြီး15အငယ်6ပေါ့နော်။အာဗြဟံဒီထရော့ဖရာကိုယုံကြည်ပြီးဖြစ်၍သူ၏ယုံကြည်ခြင်းကိုဖြတ်မှတ်ခြင်းကတမတော်မူ၏တဲ့။ဆိုတော့ခုနကျွန်တော်ပြောလို့ဒီ promise land ကိုတော့ဖွင့်ရတဲ့နံပါတ်၁ကဘာလို့ဆိုတော့ credit တော်ရဖို့နံပါတ်၂ကဖျားပြောတဲ့အရာပေါ့နော် action အာဗြဟံကိုဖျက်တဲ့ခင်ကအာဗြဟံကိုဖျက်တဲ့ခင်ကသူ့အမျိုးထဲကနေဆွဲခေါ်တယ်နံပါတ်၁နံပါတ်၃အာဗြဟံနဲ့ဖျက်တဲ့ခင်ပြင်ပြုတ်တယ်တင်းကိုလူကြီးဖြစ်စေမယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအာဗြဟံကကလေးမရကလေးမရှိသေးဘူး အသက်ကလည်း69နှစ်ရှိနေပြီ။အဲ့ပြီးတော့ဒီကဘာဝကြံခန်းကြီး27ပေါ့နော်။ကျွန်တော်ဒီကဘာဝကြံခန်းကြီး78မှာကဘာဝကြံခန်းကြီး78မှာဖျားတခင်ကနေပြီးတော့ကောင်းကင်တမန်လူ3ယောက်ပေါ့နော်။လာပြီးတော့အာဗြဟံစီကိုလာပြီးတော့ကလေးရမယ်။ဆိုပြပြောတယ်။စာရာလည်းကြားတယ်ပေါ့နော်။ကြားပြီးတော့ယေမိတယ်ပေါ့နော်။ဆိုတော့ အာဘရမ်ကလည်းမယုံကြည်နိုင်ဘူးကလေးရမယ်ဆိုတဲ့အကြောင်းအချိန်မှာအာဘရမ်လည်းတကြည်ပြီးဆာရာလည်းတကြည်ပြီးတပိမေကဘာဦးချံအခန်းကြီး27မှာတကယ်ဖရာရဲ့ကောင်းကင်တမန်နေပြောတဲ့အတိုင်းအာဘရမ်တကယ်ကလေးရတယ်ကဘာဦးချံအခန်းကြီး27အငယ်တင်နေ3လေး5ပေါ့နော်ငါးလောက်ကျွန်တော်ဖတ်မယ်ဆိုရင်ဒါအိုက်ဇက်ကိုမေယာတော့ခါအာဗြဟံဒီအတက်တရာရှိတဲ့ဒီတဲ့ အိုက်ဇက်ကိုမြင်တဲ့အခါမှာအာဗြဟံကတတရားရှိပြီတဲ့ဆိုတော့အာဗြဟံအတတရားကြမှဖရာရဲ့ဂတိတော်တည်တာဖြစ်တယ်အာဗြဟံပေါ်မှာထားတဲ့ခနံပီနုနဲ့ပြားရစီရဲ့နေရာဝင်စားဖို့ဆိုတဲ့နေရာအာဗြဟံကိုတိုင်တော့မဝင်စားရတော့ပေမဲ့ဖရာတခင်ကသူ့ကိုလူမျိုးချင်းဖြစ်ဖို့ရန်အတွက်ကောင်းချီးပေးတယ် သူ့အိုက်ဇက်ကဖြစ်ပြင်ရင်တည်ပြီးတော့အိုက်ဇက်ကဖြစ်လူမျိုးကြီးဖြစ်လာတယ်အိုက်ဇက်ရဲ့ generation အာဗြဟံအိုက်ဇက်ယာကုပ်ရဲ့ generation တွေခနာန်ပြည်ကိုဝင်စားရတဲ့အခွင့်ရတာဖြစ်တယ်နောက်ဆုံးအနေနဲ့အာကျွန်တော်ပြောချင်တဲ့အကြောင်းအရာကဖခင်တခင်ကအာဗြဟံကိုလူမျိုးကြီးဖြစ်ဖို့ရန် testify ပေါ့နော် စုံစားနေအရာကိုကျွန်တော်တို့ဒီကမ္ဘာ့ကြံခန်းကြီးနှစ်စက်နှစ်မှာသူနာမဖျက်တခင်ဒီအဗရာဟံကိုစုံစမ်းခြင်းကအဗရာဟံခေါ်တော်မူ၍အာဗြဟံကကျွန်ုပ်ရှိပါကိုရှောက်လင်းတင်းဒီအလွန်ချစ်တော်တယောက်တည်းတော်တာအိုက်ဇက်ကိုယူ၍မောဘပီတူတော်လောငါပြတန်တော်တံပေါ်မှာသူ့ကိုမြှို့ရရက်ပြူ၍ပူဇော်လောင်းမင်းတော်မူ၏ဆိုတော့ကျွန်တော်တို့ promise land ဘောနော်ဒီကျွန်တော်ပြောရရ promise land promise land ကိုဝင်စားဖို့ရာဘာတွေလိုအပ်လဲဆိုတော့ courage တော့လဲဆိုင်တဲ့သူဖြစ်ဖို့နံပါတ်၁နံပါတ်၂ action ပေါ့နော်ဖျားပြောတဲ့အရာလက်တွေ့လှောက်ဆောင်ဖို့အာဗြဟံကိုဖျက်တဲ့ခင်ကသူရှိရနေရနေဆွဲထုတ်တယ်အဲ့ဒါဆိုကျွန်တော်တို့လည်းဖျက်တဲ့ခင်ကခမရရောကျွန်တော်ရောဘယ်နေရာတွားဆိုကျွန်တော်တွားနိုင်မလားပေါ့နော်အဲ့ဒါချက်ချင်းလို့ဖို့ရရချင်းနံပါတ်၃ sacrifice ပေါ့နော် sacrifice ပေးဆပ်ဖို့ဘုရားသခင်ကကျွန်တော်တို့ကျွန်တော်တို့စီမှာတန်ဖို့ကြီးဆုံးရာဘုရားသခင်တောင်းလာဆိုကျွန်တော်တို့ကပေးရမလားနော်ဒါတကယ်ကျွန်တော်တို့အတွက် challenge ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အတွက်အရေးကြီးတဲ့နောက်ဆုံးမိခွန်းဖြစ်တယ်အာဗြဟံလိုအမွေခံခြင်းလဲဆိုရင်တော့ကျွန်တော်တို့စီမှာအကြီးဆုံးကျွန်တော်တို့ပိုင်ဆိုင်တဲ့အကြီးဆုံးအရာတန်ဖို့ကြီးဆုံးအရာကျွန်တော်ပေးဆပ်နိုင်မလားဒါ နောက်ထောင်နေတဲ့မိကဒီဗီဒီယိုကိုနောက်ထောင်နေတဲ့သူတွေအားလုံးလည်းဒါစဉ်းစားဖို့ရံတဖြစ်တယ်ပေါ့နော်ဆိုတော့ယုံကြည်သူတိုင်းကအာဘရန်တူမွေခန်းအမွေခန်းချင်းတယ်မန်တယ်ဖြတ်ခင်ကလည်းအမွေခန်းရမယ်လို့ပြောတယ်ဒါပေမဲ့အမွေခန်းဖို့အဆင့်တွေရှိတယ်အဲ့ဒီအဆင့်တွေကျွန်တော်ကြော်လို့မပဲအမွေခန်းနိုင်မှာဖြစ်တယ်အဘိုးဆိုတော့တော်လေရတဲထဲမှာတော်လေကြမ်းထဲမှာ မောရှိပေါ့နော်မောရှိနဲ့သူနောက်လိုက်တီကဒီခနံပီခနံပီကိုတရှူတွေပေါ့နော်မောရှိရစီလို့တယ်ဆိုတော့အဲ့ဒီအဲ့ဒီတရှူတွေကအဲ့ဒီလူတွေကအဲ့ဒီလူတွေထဲကလူနှစ်ယောက်ကပဲယောရှုနဲ့ကာလက်ကပဲငါတို့ဒီခနံပီကို ဝင်ပြီးတော့တိမ်ပိုက်မယ်ဆိုပြီးတော့သူတို့ကယုံကြည်ခြင်းရှိတယ်ဒါပေမဲ့အဲ့ဒီတခြားလူတွေအားလုံးကငါတို့ဒီခန္ဓာပြေဝင်နိုင်ဘူးဆိုပြီးတော့ဗောနော်ခန္ဓာပြေတော့ငါတို့လုံးဝဖြစ်နိုင်ဘူးလူတွေလက်ကြီးတယ်အဲ့ဒီလူတွေကလည်းအာလူထွားကြီးတွေဗောနော်ဖြစ်တယ်ငါတို့ဘလို့မှတိုက်လို့မနိုင်ဘူးဆိုပြီးတော့ကျန်တဲ့သူတွေကစိတ်တကြတယ်အဲ့ဒါကြောင့်မောရှိနဲ့အတူပါလာတဲ့လူတွေအားလုံးဘုရားတခင်ဆိတ်ဆိုပြီးတော့မြင်တော့အားလုံး ခန္ဓာပြဘဝင်ရဖို့တဲ့မောရှိတောင်မှမောရှိတောင်မှခန္ဓာပြကိုမြင်ရမယ်တဲ့ဒါပေမဲ့မဝင်ရဖို့တဲ့ဘုရားကပြောတယ်ပေါ့နော်မောရှိကိုတောင်ပြောတယ်ဆိုတော့ဘယ်လောက်ထိဒီကတိတော်ပြီပေါ့နော် promise land ကဝင်ဖို့ခက်တယ်လေလွယ်တောင်နဲ့ခက်ပေါ့နော်လွယ်လွယ်တယ်လေးလို့ထင်တယ်လို့နဲ့ဒါခက်တယ်နောက်ဆုံးပြီသူတွေဝင်ရလဲဆိုတော့ယောရှုနဲ့ကာလပ်ပဲဒီနို့နဲ့ပြရစီနေရပေါ့နော်ဂျယ်ရီခေါမြုပ် ဂျယ်ရီခိုဂျယ်ရီခိုမြို့ရိုးကိုဖျက်ကျော်ပြီးတော့အာနောက်ဆုံးအဆင့်ယောရှုနဲ့ကာလက်နဲ့လူတချို့ပဲဝင်ရတာဖြစ်တယ်ဤတီလာလူအားလုံးမဝင်ရဘူးပေါ့ဆိုဖျားသခင်ကသူ့ကိုမယုံကြည်တဲ့အတွက်ကြောင့်ဖျားကစိတ်ဆိုးတာဖြစ်တယ်ဒါကြောင့်အာဗြဟံကိုဖျားကသူ့ရဲ့သားကိုတောင်းတယ်တောင်းတဲ့အတိုင်းအာဗြဟံကမဆိုင်မတူအောင်မစင်စားဘူး ဘာမှသူ့မှာစင်ချင်ရစင်မစင်ဘလိုမျိုးဘာမှဖះကိုညင်းပြတာမရှိဘူးစင်ဘာမှမစင်စားဘူးချက်ချင်းပဲဖះပြောတဲ့အတိုင်းသူလုပ်တယ်အဘောင်ချန်ခန်းချင်းနစနစ်ပေါ့နော်အငယ်စနစ်မှာထိုလေးလင်ကိုမထိမခိုင်နဲ့အလေးမပြုနဲ့တင်းဒီဖះတခင်ကိုကြောက်ရွံ့ဒီဟုငါယခုငါတီအเจ้าမူကတင်းရတာပြင်းနိုင်တယောက်သေးတော့တာကိုငါတောင်းရတင်းဒီငါကိုမငင်းကိုမင်းတော်မူဤတဲ့ ဖခင်ကကောင်းကင်တမန်ကနေပြီးတော့အာဗြဟံကသူ့ရဲ့သားကိုရစ်ပူဇော်ပို့လို့တဲ့ချိန်မှာကောင်းကင်တမန်သားတယ်ပေါ့နော်အဲ့ဒီကလေးကိုအဲ့ဒီသူငယ်ကိုမထီမခိုင်နဲ့တင်းရဲ့နားလေးမှာခြုံဖို့မှာသူတငယ်ပြင်ဆင်ပေးထားတယ်အဲ့ဒီသူတငယ်ကိုနဲ့ဖခင်ကိုရစ်ပူဇော်ရမယ်ဆိုပြီးတော့ကောင်းကင်တမန်ပြောတယ်ပေါ့နော်အဲ့ဒီပူဇော်ပြတဲ့ခါမှာသာမဖခင်ကကောင်းကင်တမန်နေပြီးတော့အာဗြဟံကိုခေါ်တယ်အာဗြဟံအာဗြဟံတင်းရဲ့ပေါ့နော် အာတင်းမှရှိတဲ့တားတယောက်ကိုပေးတဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်ဒီကပောက်ချန်ခန်းချင်း20နှစ်အငယ်16မှာတင်းဒီအီမှုကိုပြုတ်ပြီးတင်းရဲ့တားတီတင်းရဲ့တားတင်လိုက်တယောက်ရတော့တားကိုငါအာမငင်းတော့ကြောင်းတဲ့သူ့မှာအာရမရှိတဲ့အရာကိုမငင်းဘဲနဲ့ပေးတဲ့အတွက်ကြောင့်ငါဒီတင်းအာအစင်မ အစဉ်အမြဲကောင်းချီးပေးမိတင်းဤအမျိုးအနွယ်ကိုလည်းကောင်းခင်ကြက်ကတို့၎င်းသမုတ်တရားတဲလုံးကဲ့သို့၎င်းအစဉ်အမြဲပေါ်မြတ်စေမိတင်းဤအမျိုးအနွယ်သည်ရန်တူတုတ်ဤတကားမြို့တကားမြောက်ကိုအစဉ်အစိုးရလိမ့်မည်နောက်ဆုံးနေနဲ့အာဗြဟံကိုကောင်းခင်သမားနေပြဖျက်တဲ့ခင်လေဖျက်တဲ့ခင်ကောင်းခင်သမားတော့ကောင်းချီးပေးတယ်ဗောနော်တင်းရမျိုးနွယ်တွေကို တမို့တရားတဲလုံးနဲ့မြများလိမ့်မယ်တဲ့လူမျိုးချင်းဖြစ်လိမ့်မယ်ဆိုတော့ဒီကတိတော်ပြေကအာဗြဟံကိုယ်တိုင်တော့မဝင်ရဘူးအိုက်ဇက်လည်းမဝင်ရဘူးယာကုပ်လည်းမဝင်ရဘူးမောရှေကိုယ်တိုင်မဝင်ရဘူးနောက်ဆုံးမတူဝင်ရဆိုတော့အာဗြဟံရဲ့ generation အရင်အာဗြဟံရဲ့မျိုးဆက်တွေဖြစ်တဲ့ယောရှုနဲ့ကာလနဲ့ဣတီလာလို့တချို့ပဲဒီဂျေခေါမြုတ်ပေါ့နော်ဂျေခေါမြုတ်ကိုတင်ပိုက်ပြီးတော့ ကတိထားရပြီးခန္ဓာပြီကိုဝင်စားတဲ့ခွင့်ရရှိသွားတာဖြစ်တယ်။ဒါကြောင့်จิตတော်မေဆွေရပါညီကောင်မအားလုံးကျွန်တော်တက်တာမှာဒီဘုရားတခင်ကတိထားတဲ့ပြီးဝင်စားဖို့ရန်အတွက်ကအကျွန်တော်တို့တတိယနိုင်ငံရောက်မှ USA ရောက်မှအမေရိကန်ရောက်မှာเนาะအော်စတြေးလျရောက်မှာမဟုတ်ပါဘူးเนาะလူတယောက်တယောက် ထားတဲ့ဂတိဖရာရဲ့ဂတိတော်ကမတူနိုင်ဘူးချုပ်တော်သူတွေတက်ကချုပ်တော်သူတွေကိုဖရာထားတဲ့ဂတိကအမေရိကန်ဖြစ်ချင်းဖြစ်မယ်ဩစတြေးလျဖြစ်ချင်းဖြစ်မယ်နော်နယူးဇီလန်ဖြစ်ချင်းဖြစ်မယ်ချုပ်တော်သူတွေကိုဖရာပေးထားတဲ့ဂတိကဂတိတော်ပြီပေါ့နော်မြန်မာပြည်လည်းဖြစ်ချင်းဖြစ်မယ်နော်မြန်မာပြည်တောင်မှဘယ်နေရာပေါ့နော်ဘယ်တိုင်းပေပိနေဆိုပြီးတော့ဖျားထားတဲ့လူတယောက်ချင်းစီကတိကမတူနိုင်ဘူး ဖျားခေါ်ခြင်းလည်းမတူနိုင်ဘူးအဲအကြောင်းအာဖျားပိဖျားရဲ့ကလေးတော်ပြဆိုတာကရည်ကြီးရမျက်နှုတ်ရဟိုတတိယနိုင်ငံပြောတာမဟုတ်ဘူးမိမိရှိတဲ့နေရာမှာမိမိနေထိုင်တဲ့နိုင်ငံမှာဖျက်တခင်ကကောင်းချီးပေးမယ်ဖျက်တခင်ကကတိတော်တိုင်းဝင်စားရတဲ့ခွင့်ပေါ့နော်အာဗြဟံကောင်းချီးမင်္ဂလာကိုခမရရဲ့နိုင်ငံမှာခမရလုပ်တဲ့အလို့မှာ ရတခင်ကအာဗြဟံလိုကောင်းချင်ပေးမှာအဲ့ဒါပြောချင်းဖြစ်တယ်။အကျွန်တော်ထင်တာကဟိုတတိယနိုင်ငံရောက်မှပေါ့နော်။ဟိုအမေရိကရောနော်အော်စတြေးလျတို့နယူးဇီလန်တို့ဆွီဒန်တို့နော်ပြင်သစ်တို့ဒန်မတ်ဆွီဒန်အဲ့နိုင်ငံတွေရောက်မှကျွန်တော်ကဒီအာဗြဟံနဲ့အတူအမွေခါမြောက်ကျွန်တော်ထင်တတ်တယ်။အမှန်မှအဲ့လိုမဟုတ်ပါဘူးနော်။ကျွန်တော်တို့နေတဲ့နေရာမှာဖျားကံက ကောင်းစားရတဲ့အခွင့်ကိုပေးမှာဖြစ်တဲ့အကြောင်းပြောရင်ဒီနေ့အရောက်စီတိုင်းပေါ်ကိုဖျားရှင်အထူးကောင်းချီးချပ်ပေးပါစေ God bless you all